တက္ကသိုလ်ဆရာဆရာမတွေရဲ့တာဝန်နဲ့အခွင့်အရေးတွေကိုထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက်တက္ကသိုလ်များဓမ္မယုံမှာတက္ကသိုလ်ဆရာဆရာမတွေတွေ့ဆုံနေကြပါတယ်။ဦးစီသူဇေယသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်တက္ကသိုလ်နေမြေတဲကတက္ကသိုလ်များဓမ္မယုံမှာရန်ကုန်မှာရှိတဲ့တက္ကသိုလ်ကဆရာဆရာမတွေနဲ့နေမြို့တွေကဆရာဆရာမတွေဟာသူတို့ရဲ့တာဝန်နဲ့အခွင့်အရေးတွေကိုထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက်တွေ့ဆုံဆွေးနွေးနေကြပါတယ်။အဲ့ဒီဆွေးနွေးပွဲဟာတက္ကသိုလ်ဆရာဆရာမတွေနဲ့ဖွဲ့စည်းထားတဲ့ သက်သူဆရာဆရာမများဖွဲ့ရဲ့ပထမဆုံးကြိမ်အစီအွေလည်းဖြစ်ပြီးဇွန်လ16ရက်နေ့ကနေ19ရက်နေ့ထိနှစ်ရက်တာကျင်းပတော့မှာဖြစ်ပါတယ်ပထမဦးဆုံးမျှော်လင့်ထားတဲ့ကံမှာသူက import ပေးလိုက်မယ် import ပေးလိုက်တဲ့ကံမှာကျွန်တော်တို့ကဟိုဘုံတူညီချက်တွေကိုတိကတော့ mandate ယူဖို့တော့ရှိပါဘူးကျွန်တော်တို့စူးစီးချက်တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် UDA ကိုဟိုဘယ်လိုမျိုးတင်ပြဖို့ဘယ်လို line တွေနေလာဖို့ဘယ်လိုမျိုးခြာနေနေတင်ပြခွင့်ရဖို့ နောက်ပြီးတော့တက္ကသိုလ်မှာရှိတဲ့ပြဿနာတွေကိုစူးစီးတိုင်ပေးတဲ့အခါမှာဟိုဘယ်အပိုင်းလိုက်တွေကိုကျွန်တော်ဆောင်ရွက်ပေးနိုင်လဲဆိုတဲ့ဟာတွေကိုချပြမယ်ပေါ့နော်ဒီမှာဆောင်ရွက်ပေးမယ်ဟိုသူတို့တင်ပြလာတဲ့ဟာကိုကျွန်တော်တို့ကဘယ်လိုဆောင်ရွက်ပေးနိုင်လဲဆိုတဲ့ဟာပုံမှာကျွန်တော်တို့ကဟိုဥပမာ transfer ကိစ္စအပြောင်းရွှေ့ကိစ္စမညီမျှမှုရှိတဲ့အခါမှာဟို slot တော်ချာနေသွားမလားဆိုရချာနေသွားမလားကျွန်တော်တိုက်ရိုက်မေးရမလားမဟုတ်လို့ရှိရင်ခေါ်ယူညှိနှိုင်းပေးရမလားအဲ့ဟိုခေါ်ယူညှိနှိုင်းပေးဖို့ ဂျားစက်တာကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ပုံဖော်ဖန်နေတော့ပဲရှိပါတယ်ဒီအစည်းအဝေးမှာတက်ရောက်လာတဲ့ဆရာရှမတွေနေနဲ့တက်ကလူအားလုံးမှာဆရာရှမအသင်းဖွဲ့တွေဖွဲ့စည်းဖို့နဲ့စနစ်တကျချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့အဓိကဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဆရာရှမတွေရဲ့ဆုံးရှုံးနေရတဲ့ခွင့်ရေးတွေကိုလည်းဘယ်လိုကာကွယ်တောင်းဆိုကြမလဲဆိုတာကိုလည်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်။အဲ2012ခုနှစ်ထဲကကျွန်တော်တို့ဆရာသမဂ္ဂတွေကိုကျွန်တော်တို့အလုသမာဥပဒေအရကျွန်တော်တို့ဖွဲ့ခဲ့တယ်။အလုသမာသင်းဖွဲ့ဥပဒေအရဖွဲ့ခဲ့တယ်။ ဖွင့်ခဲ့တဲ့ဟာမှာအခု9နှစ်ကျော်ကြာလာတဲ့အထိကိုကြံတဲ့တက္ကသိုလ်တွေမှာကျွန်တော်ဆက်ပြီးတော့မဖွင့်နိုင်သေးဘူး။အဲ့တော့အဲ့ဒါဘာကြောင့်လဲ။နော်ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကိုတခြားတက္ကသိုလ်တွေနဲ့ကျွန်တော်တို့အခုတားပူးပေါင်းပြီးတော့မှဒါကိုကျွန်တော်တို့အပြေရှာမယ်။အပြေရှာပြီးရင်ကျွန်တော်တို့တက္ကသိုလ်အားလုံးမှာဆရာသမဂ္ဂတွေဖွဲ့စည်းနိုင်ရေးကိုကျွန်တော်အဓိကတွန်းအားပေးပြီးတော့6လအတွင်းမှာကျွန်တော်တို့ရအောင်ကျွန်တော်တို့စူးစမ်းပြီးတော့လုပ်သွားဖို့ရှိတယ်ရှိတယ်။အစည်းအဝေးရဲ့ပထမအနေနဲ့ကတော့ចောင်းဖွင့်ရဖြစ်နေတယ်လို့ ကျူတူရီရှိနေကြရတာကြောင့်ဆီယဆီမ50ဝန်းကျင်သာတက်ရောက်နေကြပေမဲ့ဒုတိယမြောက်နေ့မှာတော့အစိုးရဘက်ကတာဝန်ရှိသူတွေပါဝင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တက်ရောက်မဲ့ဆီယဆီမဦးရဟာလဲ